ောင်းပင်မင်္ဂလာပါ Cherry Dew အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်စွန်လ30ရက်နေ့အတွက်ခေါင်းနှံတန် Cherry Dew ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်ပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ MRO CDF မတူပြီကကာကွယ်ရေးအင်အားတုံ့ပြန်ဆောင်ရွက်နေတယ်လို့ပြောဆိုပြီးမြို့နယ်တစ်ခုလုံးရှိတော်လှန်ရေးအဖွဲ့တွေစုစည်းကမတူပြီကောင်စီပေါ်ဆောင်မယ်လို့ Global Matu Supporting Committee ကထုတ်ပြန်လိုက်တဲ့သတင်း ချင်းမျိုးသားကုံဆောင်ချင်းပေးခဲ့သူဂျော့ရှော့ဖိုင်ရဲ့အောင်မြင်မှုကို CNF ချီကျူးကုံပြောလိုက်တဲ့တဲ့။မူသီရန်ဆောင်ရသူမှုကြောင့်ဒလကြောကြပြိုချပြက်စီးနေတဲ့ကျေးရချင်းဆက်လမ်းတွေကို PDF စုံလင်ပြုပြင်နေတဲ့စရိတ်တရင်တွေနဲ့အတူလီထုငင်ငင်မှုကတင့်ချမရေးကို ထိခိုက်စေနိုင်သလားဆိုတဲ့ဂျမားရဲ့အသိပညာကိုလည်းမျှဝေတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ မတူပင်မြို့ကိုစစ်ကောင်စီလက်အောက်ပြန်လည်မရောက်ရှိဖို့အဖက်ဖက်ကနေအာသွန်ခုံဆိုင်ကြိုးပမ်းနေပြီး CDF မတူပင်ကိုလည်းလုံခြုံရေးနဲ့ကာကွယ်ရေးအင်အားတိုးမြှင့်ဆောင်ရွက်နေတယ်လို့သိရပါတယ်မတူပြင်းမြို့သိမ်းတနှစ်ကျင်းမှာမတူပီတော်လှန်ရေးအဖွဲ့ချုပ် MRO နဲ့ချင်းကာကွယ်တပ်ဖွဲ့ CDF မတူပီတို့ကစွန်လ29ရက်နေ့ယမန်နေ့ကထုတ်ပြန်လိုက်တာပါ မတူပြင်းမြောက်ကိုစစ်ကောင်စီလက်အောက်ပြန်လဲမရောက်ရှိဖို့အဖက်ဖက်ကနေအာတုံခုံဆိုင်ဂျိုဘာနေကြတဲ့တပ်ပေါင်းစုတွေပြည်တွင်းပြည်ပရောက်ပြည်သူတွေအပေါ်အထူးကျေးဇူးတင်ရှိတယ်လို့ MRO CDF မတူပြင်းအဖွဲ့ကအတည်ပြုထားပါတယ်လက်ရှိမှာ MRO CDF မတူပြီးအနေနဲ့လေလုံခြုံရေးနဲ့ကာကွယ်ရေးအင်အားတုံ့မြက်ဆောင်ရွက်ခြင်းမြို့ရွာပြန်လည်တည်ဆောက်ခြင်းတွေကိုအင်တိုက်အားတိုက်ဆောင်ရွက်နေတဲ့ကာလဖြစ်တယ်လို့လည်းဆိုထားပါရီမြို့သိမ်းတိုက်ပွဲအောင်မြင်ပြီးတဲ့နောက်ပိုင်းမြို့ပြန်လည်တည်ဆောက်ရေး မိုင်းရှင်းလျေပြည်သူတွေပြက်လက်အခြေချနေထိုင်ရေးပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေဖြည့်တင်းနိုင်ရေးတို့ကိုလည်းဆောင်ရွက်နေတယ်လို့ဆိုပါရီချင်းငယ်တော်စုစည်ရင်မတူပြင်းအမိနဲ့မတူပြင်းမြို့ရှိစစ်ကောင်စီအခြေချပြိုဟာခလာရ140နဲ့ခမရ304တို့ကိုချင်းငယ်တော်နဲ့မဟာမိတ်တပ်ပေါင်းစုက2024ခုနှစ်ဇွန်လ29ရက်နေ့မှာအောင်မြင်စွာသိမ်းပိုက်ခဲ့ကြတာပါ။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာပါဝင်တဲ့ချင်းငင်တောင်အရခတတ်တော် ရော့တတ်တော် ရော့အာမီနဲ့ရော့ကောက်ွဲရဲ့တပ်ဖွဲ့ WDF တပ်ပေါင်းစုအရောက်ချင်းစီတိုင်းအပေါ်ကျေစွတင်ရှိပါကြောင်းတန်ရာရရှိတဲ့ရဲဘော်များကြာဆုံးသွားတဲ့အာဇာနည်သူရဲကောင်းတပ်ဖွဲ့ဝင်တွေကိုလည်း MRO CDF မတူပြေကအစင်အောက်မိတတိယအကုံပြုပါကြောင်းဆိုထားပါရီ CDF မတူပြေကိုအဖက်ဖက်ကနေတတ်နိုင်သလောက်ကိုငေပန့်ပိုးခဲ့ကြတဲ့နိုင်ငံတကာထောက်ဖို့အဖွဲ့အားလုံးကိုလည်းကျေးဇူးတင်ကုံပြုပါကြောင်းနဲ့ တနည်းဖြင့်မတူပြင်းမြုပ်သိမ်းတိုက်ပွဲအောင်မြင်စေအထိတ်မှနေကစပြီးလာမယ့်အနာဂတ်မှာပုံမအကောင်းနဲ့ချိတ်ဆက်ပူပေါင်းမှုမဟာမိတ်ပေါင်းစည်းမှုဝိုင်းဝန်းဖေးမှမှုနဲ့ဆက်လက်ပါဝင်ပေးကြဖို့ MRO CDF မတူပြင်းကထောက်ပြန်ထားပါတယ်မတူပြင်းမြုပ်သိမ်းတနည်းဖြင့်နဲ့ပတ်သက်လို့လဲ Global မတူ Supporting Committee အပါဝင်နိုင်ငံတကာထောက်ပံ့အဖွဲ့၃ဖွဲ့ကစုပေါင်းပြီးအချက်၄ချက်ကိုဇွန်လ29ရက်နေ့ကထုတ်ပြန်လိုက်ပါတယ် မတူပီကောင်စီကို ဖော်ဆောင်ပြီးမြို့နယ်တစ်ခုလုံးရှိတော်လှန်ရေးအဖွဲ့တွေစနစ်တကျစုစည်းကတော်လှန်ရေးလုပ်ငန်းများမတူပီပြန်လည်တည်ထောင်ရေးကဏ္ဍတွေကိုတင့်ငင်လက်ငင်ဆောင်ရွက်သွားမယ်လို့ Global Mutual Supporting Committee ကထုတ်ပြန်လိုက်ပါတယ် မတူပြေမြုပ်လွတ်မြောက်ခြင်းမှသည်ချင်းပြေနှင့်မြန်မာတပြေလုံးရှင်မြုပ်များအလုံးအတူလွတ်မြောက်ရေးရေးမှန်းချက်တို့အဖွဲ့စည်းအလုံးနှင့်လက်တွဲဆောင်ရွက်သွားမည်အပြင်မတူပြေမြုပ်သားမကနိုင်ငံတော်ဝန်လုံးရှိအာဏာရှင်စနစ်အပါအဝင်မိသည့်အာဏာရှင်စနစ်အကုန်မစိုးပြည်သူတရက်လုံးနှင့်အတူတွန်းလှန်တိုက်ခိုက်သွားမည်အကြောင်းသိရပါရဲ့ရှင် ဆက်လက်တင်ဆက်ပေးမှာကတော့ချင်းအမျိုးသားကုံဆောင်ချင်းပေးရသူဂျူရှာဗန်ရဲ့အောင်မြင်မှုအပေါ်ချီးကျူးကုန်ပြုတယ်လို့ချင်းအမျိုးသားတက်အို CNF ကထုတ်ပြန်လိုက်ပါတယ်မြန်မာပြည်ဘွားချင်းလုံငယ်ဂျူရှာဗန်ဟာဇွန်လ29ရက်နေ့ကအမေရိကန်နိုင်ငံလက်စ်ဗီဂတ်စ်မြို့မှာကျင်းပခဲ့တဲ့ UFC 317 flyweight တန်းကျယ်ပွဲမှာ UFC flyweight တန်းကပအဆင့်1 American fighter Brandon Royval နဲ့အကျင့်အနဲ့ထိုးတက်ခဲ့ပြီးတိုင်းအစုံအဖြတ်အမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ် အသက်23နှစ်အရွယ်သာရှိတဲ့ဂျိုရှာဘန်ဟာ UFC မှာပြိုင်ပွဲပေါင်း9ပွဲထိုးသတ်ခဲ့တဲ့အနက်10ပွဲ9တပွဲရှုံးနဲ့ရလက်ကောင်ရရှိထားသူတက်တက်ဆချင်းလူငယ်တဦးဖြစ်ပါရယ်။ပြိုင်ဖက်ဖြစ်သူကမ္ဘာအဆင့်တက် Professional Fighter ဘဝမှာပြိုင်ပွဲပေါင်း24ပွဲထိုးသတ်ထားသူဖြစ်ကောင်း16ပွဲ9 9ပွဲရှုံးနိုင်ထားသူဖြစ်ပြီး UFC ပြိုင်ပွဲမှာတော့10ပွဲထိုးသတ်ထားပြီး9ပွဲ9 3ပွဲရှုံးထားတဲ့သူဖြစ်ကောင်းဂျိုရှာဘန်ထက်အတွေ့အကြုံရင့်ကျက်သူလည်းဖြစ်ပါရယ်။ UFC 317 points မှာအခြေအနေရှင်ပြန်ထိုးတက်ခဲ့ကြပြီးဂျူရှာဗန်ကထိုက်ထိုက်တန်တန်နဲ့အနိုင်ရရှိခဲ့တာလည်းဖြစ်ပါရီဂျူရှာဗန်ဟာ Brandon Rival ကိုအနိုင်ရရှိပြီးတဲ့နောက် Flyweight Champion Alexandra Pantoja နဲ့ Champion Khabib လို့စင်ကာပူထိုးတက်ကြမှာလည်းဖြစ်ပါရီ အခုလိုနိုင်ငံတော်နဲ့ချင်းအမျိုးသားကုံဆောင်ချင်းပေးခဲ့တဲ့ကျော်ပိုင်းရဲ့အောင်မြင်မှုကိုချီးကျူးကုန်ပြုတဲ့အကြောင်းအနာဂတ်ခေတ်ဆက်လက်တောက်ပါလျက် The Fearless ဆိုသလိုအောင်မြင်မှုတို့ဖို့အလေးလေးစွတ်ခုနိုင်ပါစေကြောင်းကုံပြုတဝန်လွန်နဲ့အစမ်းအပြုတ်အပါရီလို့ CNF ကထုတ်ပြန်ထားပါရဲ့ရှင် နောက်သတင်းတပုတ်ကတော့ချင်းပြည်နယ်အပါအဝင်မြန်မာနိုင်ငံအတွင်းမိုးသီးထန်စွာရွာသွန်းမှုကြောင့်တလကျော်ကြာပြုကြပျက်စီးနေတဲ့တိတိမြို့နယ်အတွင်းရှိကျေးရွာချင်းဆက်လမ်းတွေကိုပြုပြင်လက်ရှိနေတယ်လို့ ZFU PDF ဆိုလန်းစီကတီးရပါရီ အိန္ဒိယမြန်မာနယ်စပ်မှဒေဒီမြို့နယ်ဖက်ဆက်သွယ်ရလမ်းတွေဖြစ်တဲ့လင်တောင်တွေတော့ဆောင်းဆောင်ကပ်တယ်ကပ်တယ်ဆိုင်ဆောင်ဆိုင်ဆောင်တရင်ဆိုင်ဆောင်ဝန်တဲ့နဲ့ဖောင်တဲ့ဖုန်ုံလမ်းပိုင်းတွေကို၎င်းဒေဒီမြို့နယ်နဲ့စကိုင်းတိုင်းကလေးမြို့ဖက်ဆက်သွယ်ရလက်ရှိအသုံးပြုနေတဲ့ပင်ပီလမ်းပိုင်းကတွေ VL တွေဆောင်းလမ်းကြားမှာရှိတဲ့ပြူချပျက်စီးမှုတွေကိုဒေသခံတွေနဲ့ညှိနှိုင်းကပြုပြင်နေခြင်းလို့သိရပါတယ် ကားလမ်းကြတော့တချို့နေရာမှာဆိုရင်တော့လမ်းမပြိုတဲ့နေရာရှိတာပေါ့နောက်တချို့နေရာတွေက တောင်ကြီးရဲ့အရမ်းများလို့ဖျက်ဆီးတာတွေရှိပါတယ်ကျွန်တော်တို့ပြင်ပြီးသားလမ်းတွေကတော့ကားတွေသွားလို့ရပါပြီတချို့မပြီးသေးတဲ့နေရာတွေကြတော့လမ်းပြိုတော့မပြိုဘူးဒါပေမဲ့အရမ်းချော်တယ်ကားတွေယုံထက်လို့မရဘူးဖျက်ဆီးတာတော့တလားကျော်နေပြီပြင်နာကနှစ်ပတ်ကျော်ရှိပါပြီလို့ ZFU PDF ဆိုလဲမှတာဝန်ရှိသူကုထုံးနေကပြောပါတယ် ပြည်သူတွေအနေနဲ့အစဉ်တည်ချုံးမွေစွာကြေးရအချင်းချင်းချိတ်ဆက်သွားလာနိုင်ရတဲ့တက်စီနေတဲ့အဲ့ဒီလမ်းပိုင်းတွေကိုညှိထုဆက် JCB တွေကိုငှားရမ်းကပြုတ်ပြင်နေတယ်လို့သိရပါတယ်။ကြေးရလမ်းတွေဖြတ်စည်းနေမှုကြောင့်ကုန်စည်နှုန်းတွေတက်လာခြင်း၊တာရင်းနာရေးကိစ္စသွားလာရေး၊တရွာနဲ့တရွာဆက်သွယ်လာရေးပင်ပြတ်တောက်နေကြရတယ်လို့သိရပါတယ်။ လက်ရှိမှာချင်းပြည်နယ်အပါအဝင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေစီးပွားရေးအခက်အခဲကြုံတွေ့နေကြရတဲ့အချိန်ဖြစ်တဲ့အလျော်စွာလမ်းများပြုတ်ပြင်းရမှာဒေသခံတွေစီကငွေကောက်ခံခြင်းမပြုတ်ပဲအလှရှင်တွေရဲ့ပံ့ပိုးငွေနဲ့သာလုပ်ငန်းတွေကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်းကုထုံးနေကပြောပါရီး ယခုနှစ်ဟာမိုးဥကြစောတဲ့အတွက်လမ်းအခြေအနေတွေပုံမှန်ဆိုးရွားနိုင်တာကိုလည်းစိုးရိမ်ရပြီးလမ်းကြံလဲပြုတ်ခြင်းရဲ့လုပ်ငန်းတွေဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကောင်းတည်သူတွေအနေနဲ့ပံ့ပိုးလိုပါကအကူအညီနိုင်ကြောင်း PDF စုံလင်ကတိုက်တွန်းထားပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့လေထုညဉ့်ညမ်းမိုးကတင့်ကြမ်းမကြီးကိုထိခိုက်စေနိုင်သလားဆိုတော့ကျမကြီးအသိပညာကိုမျှဝေပေးသွားပါမယ် လူထုငင်ငံမှုကလူနေမှုများပြားလာခြင်းရှင်အသုံးပြုမှုများလာခြင်းတူးတက်လာတဲ့စေယုံတွေအလုယုံတွေကထွက်လာတဲ့အခုံငွေတွေလေးအေးပိဆက်တွေအနှွေးပိဆက်တွေစတာတွေအသုံးပြုမှုများလာခြင်းတောမီလောင်ခြင်းအပြင်ဇီဝရုပ်ကြံလောင်စာအသုံးပြုမှုတွေကြောင့်လူထုကတစ်နှစ်ထက်တစ်နှစ်ပုံမှုဆုံးွားလာနေပါတယ်ဒါဆိုရင်လေထုငင်ရမှုကတင့်စားမရေးကိုထိခိုက်စေနိုင်သလားဆိုရင်ထိခိုက်စေနိုင်ပါ रे ဘာတွေကိုဘလို့ထိခိုက်စေနိုင်တယ်လဲဆိုရင် အရင်ဆုံးလေထုငင်ငံမှုကြောင့်အသက်ရှူချစေခြင်းနှလုံးတွေကျဉ်ဆက်စေခြင်းအသက်ရှူလမ်းကြောင်းမှာမိအမသာဖြစ်ခြင်းချောင်းဆိုးလာခြင်းအတားအယဉ်ခြောက်သွေ့စေခြင်းအပြင်လေထုငင်ငံမှုကြောင့်ဂျမားရေးဆိုင်ရာနှောက်ဆက်တွဲအနေနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေဖြစ်လာစေခြင်းနှလုံးကိုထိခိုက်ခြင်းနှလုံးသွေးကြောဆိုင်ရာယောဂများဖြစ်လာစေခြင်းအသည်ကိုထိခိုက်စေခြင်း ပန်ခရက်စ်လို့ခေါ်တဲ့မှုချိုအိတ်ကိုထိခိုက်စေခြင်း၊လေချောင်းတွေဆလာခြင်း၊ချောင်းဆိုလာခြင်း၊ခေါင်းကိုက်လာခြင်း၊လေပြင်းရောင်ရမ်းခြင်း၊အဆုတ်ကိုထိခိုက်လာခြင်း၊အဆုတ်ရောင်ရမ်းခြင်း၊အဆုတ်ကင်စာဖြစ်စေနိုင်ခြင်း၊ပန်းနာရင်ကျပ်ရောဂါဖြစ်စေခြင်း၊တွေးတွဲမှာညှိနှံတဲ့အရာတွေဝင်ရောက်စေနိုင်ခြင်း၊မအီမတာဖြစ်လာခြင်း၊မောပန်းလွယ်လာခြင်းစိတ်ဖိစီးမှုတွေစိတ်ဖိစီးမှုတွေများလာခြင်းအာယုံကျိုးစနစ်ကိုထိခိုက်စေနိုင်ခြင်း အသည့်ရှိုလမ်းကြောင်းတလျှောက်ဆဲရီကျက်စီးလာခြင်းစရာတွေဖြစ်စေနိုင်တယ်လို့ကိုခန့်အားနေသူတွေအတွက်ကိုခန့်အားနေခြင်းကြောင့်ယောဂါကဝင်ရောက်လွယ်ကူစေနိုင်ပါတယ် လေထုငင်ငံမှုကြောင့်ဘလူးလူတွေကိုအရင်ဆုံးထိခိုက်စေနိုင်တယ်ဆိုရင်တော့နှလုံးရောဂါရှိနေသူတွေ၊ဗန်းနာရင်ကျက်ရှိသူတွေ၊အဆုတ်ရောဂါရှိသူတွေ၊ကိုဝင်ဆောင်မိခင်တွေ၊စီးကျူရောဂါရှိသူတွေ၊အသက်ကြီးရွယ်ဦးတွေ၊ကလေးသူငယ်တွေ၊ပြင်ပမှာအလုပ်လုပ်နေရသူတွေစတဲ့လူတွေမှာလေထုငင်ငံမှုကြောင့်အရင်ဆုံးထိခိုက်စေနိုင်ပါသည်။ ဒါကြောင့်လေထုရဲ့အရေးသေးကလူသားတွေရဲ့ကျန်းမာရေးအပေါ်မှာတော်တော်လေးကိုအကျိုးသက်ရောက်ထိခိုက်မှုရှိစေတာကြောင့်လေထုငြိမ်ငြံမှုမဖြစ်စေဖို့လိုအပ်ပါရှင်။ ဟုတ်ကဲ့ပါအခုလိုနာတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်